ဘတ်တော်ကိုဒီနေ့ကျွန်တော်တို့ကလေးလာဖို့အတွက်တော့ပြုမှုကြင့်ကြံရန်အတွက်ရှင်ပေါ်လူကြီးလမ်းလွင်ချဲဆိုတဲ့ကောင်းစဉ်အဖြစ်ဝင်ခါသွားချင်တာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့လွန်ခဲ့တဲ့ဘတ်တုံးကကျွန်တော်တို့ပြောခဲ့ပြီးသားရှင်ပေါ်လူရဲ့တက်တေခံချက်ပြီးတဲ့နောက်ပိုင်းမှာရှင်ပေါ်လူကဘလို့နေနဲ့ယုံကြည်သူတွေဟာပြုမှုကြင့်ကြံရမလဲဆိုပြီးမှဖိလစ်ပိယုံကြည်သူတွေကိုလမ်းညွှန်ချက်ပေးတဲ့အရာကိုကျွန်တော်ဆက်လက်ပြီးကမ္ဘာတစ်ကွာတည်လာကြမှာဖြစ်ပါတယ်အဲ့ဒါကအခန်းကြီး၃အပိုင်းငယ်၁၇မှနေ၂၁ပဲဖြစ်ပါမယ် အဲ့တော့ကျွန်တော်တို့ကြည့်တဲ့အခါမှာသူရဲ့ရှေ့ပိုင်းဆက်ခုံကလည်းနော်27မသွားခင်မှာရှေ့ပိုင်းကိုကြည့်တဲ့အခါမှာဘာပြောထားတယ်လဲဆိုတော့ရှင်ပေါလုကအကျင့်အားဖြင့်ကျွန်တော်တို့ဒီကဘယ်တော့ခါမှဖြောက်မချင်တရားကို မရနိုင်ဘူးကောင်းကင်နိုင်ငံကိုမရနိုင်ဘူးခရစ်တော်ထဲ၌နေမှသာဖြင့်ကျွန်တော်တို့ကဖြောက်မချင်တရားဟာဘုရားသခင်ရဲ့လက်ဆောင်ဖြစ်တယ်ဆိုပြီးကမှရှင်ပေါလုကတုံ့ပြန်ပေးထားတာကျွန်တော်တွေ့လို့ရတယ်သူကိုယ်တိုင်ကလည်းတက်တေခံနားပါတယ်သူကဖာရီရှဲဖြစ်တဲ့ ဘန်ဂျမင်မျိုးဖြစ်တယ်နော်ဖာရီရှဲတွေပညတ်တီကိုကြင့်ကြံတော်သူဖြစ်တယ်ဒါမဲ့ခရစ်တော်နဲ့တွေ့တဲ့အခါမှာအရာအားလုံးဟာအနတ္တာပဲဖြစ်တယ်ဆိုပြီးမှသူကတသက်ခံနာတယ်ခရစ်တော်ထဲ၌ရှိမှသာလင်အရာအားလုံးဟာအသက်ဖြစ်ပြီးခါမှာတာကြီးရင့်ကျက်တော်တက်တာကိုကျွန်တော်တို့သွားသောဖိလိပ္ပိယုံကြည်သူများဖြစ်ကြပါဆိုပြီးမှခွန်အားပေးထားတာကိုကျွန်တော်တို့တွေ့လို့ရပါတယ် အလိုမျိုးသား၍ရင့်ကျက်သောအသက်တာကိုတွားဖို့အတွက်ကိုပဲပြုမှုကြင့်ကြံရန်အတွက်ရှင်ဘောလူကဖိလိပ္ပိယုံကြည်သူတို့လမ်းညွှန်ချက်ပေးထားတယ်။အဲ့ဒါကအပိုင်ငယ်7ခုကနေ21မှာကျွန်တော်တွေ့လို့ရပါတယ်။ဆိုအပိုင်ရဲ့7ခုကနေ7ကိုကိုကျွန်တော်ကြည့်တဲ့အခါမှာရှင်ပေါလုကဘလို့သူသင်ပေးထားတယ်ဆိုရင်ယူဒာမိတ်ဆာဆရာများဟာတဲ့ဖိလိပ္ပိမြို့သားများအားပညတ်တရားများစောင့်ရှောက်ရန်ကြိုးစားရမယ်ဆိုပြီးမှသူသင်ပေးထားတယ် ပညာတရားဆိုတော့မဟုတ်မှကြည့်လိုက်တဲ့အခါမှာစ조사ပြီးခါမှာကြင်ကြံအားထုတ်ရမယ်။ဒါမဲ့ဓမ္မသစ်မှာရှင်ဘုလို့သူသင်ပေးတဲ့အရာက조사အားထုတ်ကြင်ကြံရုံတည်းနဲ့ကျွန်တော်တို့ကပယ်သောခါမှာဖြောက်မှချင်းတရားကိုမရဘူး။အဲ့တော့ကြောင့်ကျွန်တော်တို့ကဘာလို့လဲဆိုခရစ်တော် night တာလင်းကျွန်တော်တို့ကပြောင်းလဲသောသူများဖြစ်မယ်ဆိုပြီးရှင်ဘုလို့ကလည်းပြန်ပြီးခါမှာဖိလိပ္ပိယုံကြည်သူတွေကိုခွန်အားပေးထားတယ်။ အဲ့မှာဒီအတိုင်းပဲမိစာဆရာတွေကဖိလစ်ပိမြို့သားပညာတရားမှာပဲနေလို့စောင့်ရှောက်မယ်ဆိုပြီးစူးစမ်းပြီးမှတုံသင်ပေးထားတာကျွန်တော်တွေ့လို့ရတယ်။အဲ့တုံသင်ပေးတော့ယူဒမိစာဆရာတွေဟာတဲ့မိမိတို့အကျိုက်နေလို့ကတော့အသက်ရှင်လို့ရတယ်ဆိုပြီးခါမှာတုံသင်ပေးပြန်တယ်။ယူဒဘာသာသုံးစမ်းစင်လာအတိုင်းပညာတရားကိုကျင့်လည်လာပြီဆိုရင်မိမိရဲ့စိတ်တိုင်းကျအသက်ရှင်လို့ရတယ်ဆိုပြီးမှပြန်ပြီးခါမှာတုံသင်ပေးပြန်တယ် ဲ့သူတင်ချက်တွေကိုမယုံကြည်ဖို့ရန်ရှင်ပေါလုကနော်ဖိလိပ္ပိယုံကြည်သူတွေကိုပြန်ပြီးခါမှာတရီပေးထားတယ်နော်ပြန်ပြီးမှာတုံတင်ပေးထားတယ်ဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ်ရှင်ပေါလုကခရစ်တော်ရဲ့စံနမူနာနဲ့ကနဦးယုံကြည်သူနော်ခရစ်တော်၌အသက်တာရင့်ကျက်သောသူတွေရဲ့ ုံစံထုံတန်းစင်လာတွေကိုကြည်ပြီးခါမှာသူတို့ရဲ့ယုံကြည်ခြင်းအတိုင်းကျွန်တော်တို့ကလိုက်လျှောက်ကြင်ကြံတော်သူများဖြစ်ကြရအောင်ဆိုပြီးခါမှာရှင်ပေါလုကလည်းပြန်လည်ပြီးခါမှာဖိလိပ္ပိယုံကြည်သူတွေကိုခေါ်အားပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။နောက်ပြီးခါမှာရှင်ပေါလုကတတိပေးထားတဲ့အရာကဘာလဲဆိုရင်ဇာတိဤတတ်မဲ့ခြင်းနောက်ကိုမိမိကိုယ်ကိုခွန်ပြူတော်သူဟာတဲ့ ခရစ်တော်ရဲ့ယံသူများဖြစ်တယ်ဆိုပြီးခါမှာဖိလိပ္ပိယုံကြည်သူတွေကိုပေါ်ပြပေးထားတာဖြစ်တယ်။နော်ကိုယ့်ရာဖယားပိုင်းမှာတော့အမှုတော်များမှာပါတဲ့ယုံကြည်သူဖြစ်တယ်ဆိုပြီးဇာတိပိုင်းကိုဦးစားပေးပြီးဇာတိနောက်ကိုလိုက်တော်သူဖြစ်ပြီးဆိုဒါဟာတဲ့ခရစ်တော်ရဲ့ယံသူပြီးဖြစ်တယ်ဆိုပြီးခါမှာသွန်သင်ပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။အကျဉ်းစာထဲမှာဘယ်လိုပေါ်ပြပေးထားလဲဆိုတော့အပိုင်းငယ်၁၇မှာနဲ့၁၆မှာကျွန်တော်ဒီရက်နဲ့ဖတ်ပြစေ။ ။တမချန်းစာပါရရှင်ကျွန်တော်လည်းဒီကွာလိုက်ဖတ်လို့ရပါတယ်။အပိုက်ငယ်ဆက်ခုံကနဲ့ဆက်ကိုထီပါ။ညကိုတို့ငါချင့်ဒီနေတူတင်တို့ဒီတညွတ်တည်းချင်းကြတော့ငါတို့ပြီးတော့ပုံသက်တည်နေညီချင့်တော့သူတို့ကိုလည်းရှုမှတ်ကြတော့အကြောင်းမူကားအထက်တဖန်ဖန်ငါပြောอยู่ယခုပင်မျက်ရည်ကြလည်နေပြောသည့်အတိုင်းခရစ်တော်၏လက်ဝါးကားတိုင်းကိုရံဖက်ပြုတ်၍ ြင့်တော်သူအများရှိကြ၏။ဟော16မှာထိုသူတို့သည်ပျက်စီးခြင်း၌လမ်းဆုံးတက်ကြ၏။သူတို့၏ဖျားမှုကမိမိတို့၏ဝမ်းပေသည်။မိမိတို့ရှက်ကြောက်ဖွယ်သောအကျင့်၌သာမိမိတို့ဝါကြွားကြ၏။လောကီအရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြ၏။ဆိုပြီးမှရှင်ပေါလုကပေါ်ပြပေးထားတယ်။ အဲ့လိုပညာတရားကိုပဲဦးစားပေးပြီးခါမှလော်ရီဘိုင်လော်ရီအဲ့ဒါအเจ้าရာဒီပဲပညာတရားအเจ้าကြီးကျွန်တော်ကပြောနေသောသူများဖြစ်ပြီးမှခရစ်တော်၌ကယ်တင်ခြင်းတရားကိုသဘောမပေါက်သောသူများဖြစ်မိလို့ရှိရင်တဲ့အဲ့လိုမျိုးလူကြီးအကျင့်ကဘယ်လိုဖြစ်တယ်လဲဖျားအမှုတော်ယုံကြည်သူလို့ပြောလာတဲ့အခါမှာဖျားမှုတော်မှာပုံသား one bite အတွက်တာထင်လို့လို့တော်သူကြီးဖြစ်တယ်လေ နံပါတ်1ကမိမိတို့အကျင့်မှာပဲပျော်မွေ့တယ်ခရစ်တော်ရဲ့အကျင့်မှာမပျော်မွေ့ဘူးတဲ့နံပါတ်3မှာပါဖြစ်တယ်လောကီရေးရာတို့ကတော့တက်မဆွဲလန်းနဲ့အောက်အရာတွေလောကီရေးရာတို့ကတော့ဆွဲလန်းတော်သူတွေဖြစ်တယ်အဲ3ချက်အပြည့်เนาะကြင့်ကြံတော်သူဟာခရစ်တော်ရဲ့ရန်သူတွေဖြစ်တယ်ဆိုပြီးမှရှင်ပေါ်လူကဖိလိပ္ပိယုံကြည်သူတွေကိုခွန်အားပေးထားတယ်ဒီမှာကျွန်တော်ဗာတင်ခန်းစာယူလို့ရတယ်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေ ဒီကနေ့ကျွန်တော်တုံသင်ပေးတဲ့တရားဟောချက်တိုင်းဟာသူတစ်ပါးအတွက်နာကြားချိုးဝင်တဲ့အရာတွေပဲတုံသင်ပေးတော့သူများဖြစ်ခရစ်တော်ရဲ့ယန္တုကိုကိုကိုအမှုတော်ဆောင်မှလို့ပြောပေမဲ့ကိုကိုကိုယုံကြည်သူလို့ပြောပေမဲ့ဖျားကိုစန့်ကျင်နေသောယုံကြည်သူဖျားကိုစန့်ကျင်ရတဲ့ဝတ်ပြုခြင်းမှပါဝင်နေတော့သူများဖြစ်မိလို့ရှင်တိတ်ကြောက်စရာကောင်းပါပဲအဲ့တော့ ခရစ်တော်ရဲ့စစ်မှန်တဲ့တမာတရားအတိုင်းတွင်တင်တက်တဲ့ဖရာရဲ့သားသမီးတွေဖရာရဲ့တွင်တင်ချက်အတိုင်းနားလေသဘောပေါက်တဲ့ဖရာရဲ့သားသမီးတွေဖြစ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်ကိုယ့်ရဲ့စိတ်တိုင်းကျတဲ့အသေးပဲဖွင့်ဆိုလို့မရဘူးဖရာရေးပေးထားတဲ့အတတ်အနဲ့အသေးပဲကိုမှန်မှန်ကန်ကန်နဲ့ဟောပြောသူအတွက်တော်လကောင်းကြာနာသူတို့တော်တော်တင်ယူစေရဖြစ်ရမယ့်အကြောင်းအရာတွေကျွန်တော်တိကိုသိပြီးမှရေးကြည့်ပါတယ် ါကြောင့်ပဲကျွန်တော်အသက်တာမှာဘုရားသခင်ရဲ့နောက်ကပတ်တော်ဆိုတာဘုရားသခင်ကိုယ်တိုင်မုတ်သွင်းထားတဲ့အရာဖြစ်တယ်။ဒါကြောင့်ကျွန်တော် limited person ကကန့်တထားတဲ့လူကကန့်တရမရတဲ့ unlimited person ကျွန်တော်လာကြောင့် limit person ကနဲ့ unlimited person ကိုဘယ်လိုအနေနဲ့မှကျွန်တော်ကတော်ပြီးခါမှကျွန်တော်ကပြုတ်ပြင်းဒီဆောက်လို့မရပါဘူးဒီအကြောင်းအရာကိုပဲရှင်ပေါ်လူကလည်းဖော်ပြပေးထားတာဖြစ်တယ်အဲ့တော့ကျွန်တော်ကဇာတိအားဖြင့်လိုက်တော်သူများဟာ အရာသခင်ရဲ့ယံသူများဖြစ်တယ်ဆိုတော့ကိုချူနာကျွန်တော်ကိုဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်ကျွန်တော်ဆက်လက်ပြီးခမကြည့်အောင်အပိုင်ငယ်20နဲ့21မှာရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတို့ထပ်လောင်းပြီးခမသူတွင်တင်တဲ့အရာကပါလဲဆိုရင် ရှင်ပေါလုမှာခရိယန်စစ်မှန်သောသူတွေဟာတဲ့ဝိညာဉ်အရာများနဲ့ကောင်းကင်ဆိုင်ရာများကိုတန်ဖိုးထားပြီးခမစိတ်ဝင်စားကြတယ်ပြောချင်တဲ့အရာကအထက်အရာတွေကိုဆွဲလန်းတယ် ထာဝရဘုရားတုန်တင်တဲ့အရာတွေကိုဆွဲလန်းတယ်။ဝိညာဉ်အရာများနဲ့ကောင်းကင်ဆိုင်ရာများကိုတန်ဖိုးထားပြီးခါမှဘာလို့တလဲဆိုရင်စိတ်ဝင်စားသောသူများဖြစ်ကြတယ်တဲ့။ဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုလည်းတရီထားပြီးခါမှလက်ရှိခန္ဓာကိုဟာခရစ်တော်ကိုဖူးမြော်တဲ့အခါမှာဒီခန္ဓာကိုအဖြစ်ငါဖူးမြော်ရမယ်ဆိုပြစိတ်အဖြစ်တို့တွေကအသက်ရှင်နေဆိုတာကိုဒီမှာဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရတယ် တနေ့တစ်ချိန်ခရစ်တော်ပြန်လည်ပြီးခါမှရောက်လာတဲ့အခါမှပြန်လည်ကြွလာတဲ့အခါမှခရစ်တော်ဒီသူနဲ့တူရန်သူတို့ရဲ့ခန္ဓာကိုယ်ကိုပြောင်းလဲပေးမှဖြစ်တယ်ဆိုပြီးခါမှသူတို့ကနားလေသဘောပေါက်တာဖြစ်တယ်ခရစ်တော်ပြန်လည်ပြီးခါမှသူတည့်အချိန်ပြန်လည်ကြွလာတဲ့ခါမှကျွန်တော်ခန္ဓာကိုယ်အားလုံးဟာမဖြစ်လဲဆိုရင်ဒီပြည်ကြီးခန္ဓာကိုယ်နဲ့ကောင်းကင်ခန္ဓာကို glorify body အနေနဲ့ပြောင်းလဲသွားမှာဖြစ်တယ်ဆိုပြီးခါမှရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတွေကိုခွန်အားပေးထားတယ်ကျွန်တော်တွေ့လို့ရပါတယ် အကြောင်း20နဲ့21မှာရှင်ပေါလုကငါတို့ကျင့်တော်အကျင့်မူကကောင်းကင်ဘုံနဲ့ဆက်ဆိုင်နေရှိကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်တေကောင်းကင်ဘုံမှကြွလာတော်မူမည်ဟုငါတို့သည်မျှော်လင့်လျက်နေကြ၏ထိုသခင်သည်ခတ်သိမ်းသောအရာကိုပင်မိမိအောင်၌နှိမ်ချနိုင်တော်မူသောပြုပြင်အားထုတ်ခြင်းအဖြစ်ယုံညံ့သောငါတို့၏ခန္ဓာကိုယ်ပင်တဲ့ ဘုံအသေးနဲ့ပြည့်စုံသောကိုခန္ဓာတော်ဤဤတူဖြစ်စေခြင်းကအသည့်ပြင်စင်တော်မူလက်တန်းဆိုပြီးခါမှပေါ်ပြပေးထားတယ်ခရစ်တော်ပြန်လည်ပြီးမှကြွလာတဲ့ခါမှဒီပုပ်ပြတဲ့ရုပ်ညံ့တဲ့ခန္ဓာကိုယ်ကြီးရတယ် glorify body အဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်အသည့်တော်ခန္ဓာကိုယ်ပြောင်းလဲသွားမှာဖြစ်တယ်ဆိုပြီးရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတွေကိုခေါ်အားပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ် ဒါကြောင့်ဒီရက်နဲ့သင်ခန်းစာကျွန်တော်တို့အတွက်ယူတဲ့အရာကဘာလဲဆိုရင်တော့ဖျားကိုချစ်တဲ့ဖျားရဲ့အသားသမီးတွေကလောကီရေးရာမှာဆွဲလန်းသောသူများမဟုတ်ပဲနဲ့အထက်အရာလို့ပြောတဲ့ဖျားသခင်ရဲ့နှုတ်တော်ထက်မှာတုံတင်ပေးတဲ့အရာများဝိညာဉ်ရေးမှာတာ၍ရင့်ကျက်ပြီးခါမှာတဲ့တနေပြီးတနေဖျားရဲ့တရံနဲ့ပြောင်းလဲသောသူများဆွဲလန်းသောသူများဖြစ်ဖို့တိတ်ပြီးခါမှာအရေးကြီးပါတယ်ဒီအရာကိုတုံတင်ပေးထားတယ် ဒီကနေ့မှာ oneness ရာခရိယလောကကြီးမှာကျွန်တော်တွေးတဲ့အရာကပါလဲဆိုရင်အသိတော်ဒီကိုကြီးကြီးမားမားတွေလောက်တာအရန်ကောင်းပါတယ်ဒါပေမဲ့အဲ့ဒါအထက်ပျောက်ဆုံးဝိညာဉ်နဲ့ဖရာရဲ့နေရာရဖို့တဲ့ empire တွေကိုယ့်ရဲ့ empire တွေကိုယ့်အဖွဲ့အစည်းအကြီးမားဆုံးဖြစ်ရမယ်အားကွာငါတို့အသိတော်က advertisement တွေနဲ့ပြီးရမယ်ငါတို့တကယ်ဆိုပြီးမှဖရာကိုနံပါတ်1နေရာမှာမပေးဘဲနဲ့လူတွေကဖရာနေရာမှာအစားထိုးလာပြီးမှခရစ်တော်နဲ့ ကိုယ်တိုင်ကအဲ့အသင်းတော်မှာတန်ရှင်သောဝိညာဉ်တော်ကိုယ်တိုင်ကအဲ့အသင်းတော်မှာနေရာမရတဲ့အခြေအနေတွေနဲ့ကျွန်တော်ကအသက်ရှင်နေတော်သူတွေဖြစ်နေပြီ။ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးဒီကနေ့မှကျွန်တော်တိတ်ပြီးခမဆင်ခြင်ဖို့လိုတဲ့ဒီမှာရှင်ဘောလူပေါ်ပြပေးထားတယ်လို့လောကီရင်းရကိုကျွန်တော်ကအယံဆွေးတော်သူများဖြစ်နေပြီ။အထက်အရာကိုကျွန်တော်ကဆွေးလန်းတော်သူများမဟုတ်တော့ဘူး။ကြည်ပါအသင်းတော်တိုင်းမှာကျွန်တော်ဆင်ခြင်ဖို့ကပါပဲလဲဆိုရင် စင်မနဲ့တမာတရားပြောတဲ့တရားတင်တာဆိုအွန်လိုင်းမှာဖြစ်နေပါစေအသိန်းတော်မှာဖြစ်မစေလူတိုင်းကနားမထောင်ချင်ကြတော့ဘူးသင်ဒီကနေ့ချမ်းသာမယ်သင်ဟာကျွဲဝမယ်သင်ဟာဆိုတဲ့ခါမှာအာမင်ထူးတယ်လို့ယံများနေပြီဒါပေမဲ့စင်မနဲ့တမာတရားကိုကြည့်ပါတမာတရားဆိုတော့ဖရာရဲ့နှုတ်ကပတ်တော်မှနှစ်ဖက်နော်ထက်တဲ့တန်ရက်ကဲ့သို့ဖြစ်တဲ့လေကြိုက်တဲ့ဖက်ကလည်းဖြတ်ပြတ်တဲ့အရာဖြစ်တယ် အလောက်အထီကောင်းမြတ်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုလူတိုင်းကမစင်ချင်းချင်းတော့ပဲနဲ့ဦးနောက်အဖြစ်လာတဲ့အရာတွေသင်ချမ်းသာမဲ့ကြွယ်ဝမလို့ပြောတဲ့အရာတွေမှာအာမင်ထူပြီးကျွန်တော်ကပြောမွေးတော်သူတွေဖြစ်နေပြီဒါကြောင့်မဲ့ခရစ်တော်ကိုယ်တိုင်နောက်ဆုံးသောကာလမှာငါနာမင်အဖြစ်နမိတ်လက္ခဏာတွေပြုလိုက်မယ်ငါနာမင်အဖြစ်ဤမျိုးစုံတွေတို့အမျိုးကြီးလုတ်ပေမယ်လဲပဲငါ့စီမှာရောက်တဲ့အခါတင်တို့ကငါမတည်ဘူးဆိုပြီးတင်တို့ကငင်းပယ်တဲ့ခွင့်ရောက်လိမ့်မယ် ဒီကနေ့ပါဒီကနေ့ချိန်မှာကျွန်တော်ကြုံတွေ့နေပြီစစ်မှန်တဲ့တမာတရားဟာကျွန်တော်တို့အသက်တာမှာခေါင်းပါနေပြီဒါကြောင့်မဲအဘို့နာကတည်းမှာအရှိအနောက်တောင်မြောက်ကိုတင်တို့ဒီပြီးပြီးခါမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုရှာလိုက်မယ်တင်တို့ဒီဟာမတွေ့ဘူးငါခွက်တော့အချိန်ရောက်လိမ့်မယ်လို့ပြောတာဒီကနေ့မှာစစ်မှန်တဲ့တမာတရားကိုလူတိုင်းကမဆွဲလန်းတော့မရှာပြေတော့ဘူးအသိန်းတော်တွေကအမှန်ကန်ဆိုမတွင်တင်ပြီးတော့ဘူးဝန်းနေစရန်ကောင်းပါ ဒါကြောင့်ဖေပေါ်လူကိုယ်တိုင်လည်းဖိလိပ္ပိယုံကြည်သူတွေကိုဝိညာဉ်ရေးရာနဲ့ကောင်းကင်ဆိုင်ရာမှာဆွဲလန်းသောဖိလိပ္ပိယုံကြည်သူများဖြစ်ကြပါစိတ်ဝင်စားကြပါဘယ်လိုအသက်ရှင်ရမလဲဆိုတမန်တော်ကတုံ့ပြန်ပေးထားတဲ့အတိုင်းအသက်ရှင်သောသူများဖြစ်ပြီးခါမှာအဲ့လိုအသက်ရှင်တဲ့ခရစ်တော်ပြန်လဲကြွရောက်လာတဲ့ခါမှာပုံဆက်တတ်တဲ့ညက်ရောက်ညက်တဲ့ဒီခန္ဓာကိုယ်ကြီးကပြောင်းလဲပြီးမှဖျားသခင်နဲ့တဏ္ဍတော်တူညီတဲ့ ခန္ဓာကိုယ် glorify body ကြီးကျွန်တော်ဖြစ်ကြမယ်။တန်ရှင်းတဲ့ခန္ဓာကိုယ်ကြီးဖြစ်ပြီးမှကောင်းကင်ဘုံမှာကျွန်တော်ဆံပေတော်သူများဖြစ်ကြမယ်ဆိုပြီးမှရှင်ပေါ်လူကယုံကြည်သူတွေကိုလမ်းပြပေးထားတယ်။ခွန်အားပေးထားတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်။ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေဒီကနေ့မှာတမာကျန်းစာကိုစိတ်စစ်ကြည့်ရှုပြီးမှ တမာချမ်းစာအတိုင်းလိုက်နာပြီးရှင်ပေါလုပြောတယ်လို့အထက်အရာကိုဆွဲလန်းသောသူများဖြစ်ပြီးဖျားသခင်ပေးတဲ့ချစ်ချင်းမေတ္တာကိုနေတိုင်းနားလေသဘောပေါက်နိုင်ဖို့အတွက်ချမ်းစာကိုဖတ်ပြီးမှခရစ်တော်ရဲ့စိတ်မှန်တဲ့သွန်သင်ချက်တွေကိုမှန်မှန်ကန်ကန်နဲ့နားလေပြီးတန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြမှုဖေးမမှုအဖြစ်ခရစ်တော်ရဲ့သွန်သင်ချက်များကိုသာယူသဘောပေါက်ပြီးဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုသာယူသဘောပေါက်ပြီးရှောက်လန်းတဲ့ဖျားရဲ့ဒါရဝိဖြစ်ကြရအောင်လို့ 家长也要起来帮忙。